အလုံးမင်္ဂလာပါရှင်ဗီယက်နမ်ကိုလာလေတဲ့မြန်မာအများစုကလေဗီယက်နမ်စားစာတွေကပေါ့တယ်စားလို့မကောင်းဘူးဆိုပြီးပြောကြရဲပေါ့နော်အခုတခါမှာတော့ကျမကမြန်မာပါးစပ်နဲ့အရသာတွေ့စီမဲ့ခောက်ဆွဲလေးကိုညွှန်ပြချင်ပါတယ်ဒီခောက်ဆွဲနာမည်ကတော့မီကွန်းလို့ခေါ်ပါတယ်သူကညှက်ခောက်ဆွဲဖက်လေးရဲ့ပြီးတော့ချက်ဟင်းအည်လေးရဲ့ကိုတုပ်ထားတဲ့ပုံစံမျိုးလေးပါကျမမာခဲ့ရဲ့အထဲမှာဆိုလို့ရှိရင်တော့ဝတ်သားရဲ့ပဇွန်ရဲ့ငုံဥရဲ့ပါပါတယ်ပြီးတော့ကြာမြည်ပဲလော်လေးလည်းထည့်ထားရဲပေါ့နော် သူ့ရဲ့ချက်ဟင်းအည်လေးလေးလေးရဲ့ပြီးတော့ကြတော့ညက်ခေါက်ဆွဲအီဖက်ဖက်လေးရဲ့ဦးနဲ့လိုက်တော့ကြတော့ရတာအဆက်ဟတ်တဲ့ပြီးစားလို့ကောင်းသွားပါတယ်။ပြီးတော့သူကငရုတ်သီးနဲ့တမ်းမြာသီးလည်းပြီးတော့ကြတော့ချင်းဆက်ကြိုက်တဲ့သူဆိုချင်းဆက်လေးလှုပ်စားလို့ရပါတယ်။သူကအရွက်တွေဒီလိုတချင်းကြီးလည်းပေးထားရပေါ့နော်ဒီထဲမှာဆိုလို့ရှင်ဆလက်ရွက်ပူစီနန်းပြီးတော့ကြတော့ပင်စိမ်းရဲဒါလေးဆိုလို့ရှင်ငပြိုးဥပပလီထားလေးပါပါပါတယ်။ကျမကတော့ဒီလိုမျိုးအရွက်တွေအများကြီးထည့်စားရတာကိုကြိုက်ပါတယ်။ ကျမလေဗီယက်နမ်ရောက်ခါစားဆိုလို့ရှင်အစားတောက်တဲ့နာမည်တွဲပြီးမသိဘူးပေါ့နော်ကျမဒီခေါက်ဆွဲကိုသွားစားလိုက်တဲ့အချိန်ကျတော့ဟာဒါအရင်စားလို့ကောင်းတာပဲဆိုပြီးတော့နာမည်ဘယ်လိုခေါ်လဲမသိဘူးမှတ်ထားအောင်မယ်ညနေကျလို့ရှင်လည်းနောက်တစ်ခေါက်ပြန်စားအောင်မယ်ဆိုပြီးတော့ဖြစ်သွားတဲ့အထိကိုကျမဒါကိုကြိုက်သွားတာပါ တကယ်တော့ဗီယက်နမ်အစားအစာတွေကလေသူတို့ကစီနဲနဲပေါ့ပေါ့လေးနဲ့ရေလုံမြုပ်ပုံစံမျိုးစားကြတာပေါ့နော်ပြောရမယ်ဆိုရင်တော့ကျမကြီးနဲ့ညီညွတ်တဲ့ healthy food ပုံစံမျိုးပေါ့နော်အဲကျမတို့မြန်မာကြီးကြတော့လေသူတို့ကအရသာလေးလေးလေးနဲ့စီပြန်ချက်ကြိုက်ကြရဲပေါ့နော်အဲဒါကြောင့်မလို့ဗီယက်နမ်အစားအစာတွေကိုစားရတဲ့အခါမှာ cream မတွေ့ဘဲနဲ့မကောင်းဘူးလို့ပြောတာဖြစ်ပါလိမ့်မယ် စီသိပ်မစားတဲ့တိုင်းရင်းသားတွေဆိုလို့ရှိရင်တော့ဒီဗီယက်နမ်အစားအစာကိုကြိုက်ကြလိမ့်မယ်လို့ကျွန်မထင်တယ်ပေါ့နော်။ကျွန်မကတော့စီပြန်ဟင်းလေးကြိုက်တယ်လို့မျိုးဒီလိုမျိုးစီမပါပဲနဲ့ပေါ့ပေါ့လေးစားရတာကိုလည်းကြိုက်ပါတယ်။ပြီးတော့ကျွန်မသတိထားမိတာပေါ့နော်။သူတို့ရဲ့စားတော့ပုံကစီနဲနဲလေးနဲ့အရွက်တွေအများကြီးစားကြလို့လားမသိဘူး။ဒီမှာဆိုလို့ရှိရင်အဝါလုံးနဲ့သူတိတ်ပြီးမတွေ့ရအောင်ပေါ့နော်။အကုန်လုံးကသူတို့ body ကအကုန်လုံး fit ဖြစ်ပါတယ်။ ဟုတ်ကဲ့ပါကျမရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်ကြည့်ရှုပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်